ရှားတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာကြောင့်ယူကရိန်းနိုင်ငံကိုပုံမကောင်းမွန်စွာကာကွယ်နိုင်ရေးအမေရိကန်လေကြောင်းရန်ကာကွယ်စနစ်တွေထပ်မံအစင်းမြင့်ဖို့လိုအပ်နေပြီလို့ယူကရိန်းသမ္မတဇလန်စကီကပြောပါရယ်ရုရှားနိုင်ငံဟာဒီသတင်းပတ်တစ်ခုတည်းမှပဲဒုံးကျည်134စင်းဒရုန်း1280စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့၎င်းကတနင်္ဂနွေနေ့မှာလူမှုကွန်ရက်မှာရေးသားခဲ့ပါရယ် လူအသက်တွေကိုကာကွယ်ဖို့အကောင်းဆုံးဖြစ်တဲ့လေကြောင်းရန်ကာကွယ်စနစ်အစင်မြင့်ဖို့ယူကရိန်းကလိုအပ်နေပါပြီ။အမေရိကန်ထုတ်လေကြောင်းရန်ကာကွယ်စနစ်တွေဝယ်ယူဖို့ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီလို့ပက်ထရီးယားဒွန်ခွင်းစနစ်ကိုယူညွန်ပြီးသူကဆိုပါတယ်။ရုရှားနိုင်ငံဟာတနင်္ဂနွေနေ့မနက်ထီယူကရိန်းနိုင်ငံတဝန်ဒုံးကျည်60ဇင်းဒရုန်း489ဇင်းနဲ့ တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပေမဲ့ယူကရိန်းလေကြောင်းရန်ကာကွယ်သူတွေကဒုံးကျည်နဲ့ drone အများပြားကိုဖျက်ဆီးခဲ့တယ်လို့ယူကရိန်းကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းအလဲပိုင်းမှာကလေးတဦးအပါဝင်လူ6ဦးထံရရရှိခဲ့ပြီးတောင်ပိုင်းဒေသမှာအခြေခံဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသန္တရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ F16 ဂျက်တိုက်လေယာဉ်မောင်းနှင်နဲ့ယူကရိန်းလေယာဉ်မှုတူတိုက်ခိုက်မှုကိုတွန်းလှန်ရင်ကြဆုံးခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကပြောပါရယ်စီဝိုင်းလုပ်ငန်းရှင်ကြီး Elon Musk ကအခုအခါကွန်ကရစ်မှာရောက်နေပြီဖြစ်တဲ့ American သမ္မတဒေါ်နယ်ထရန့်ရဲ့အသုံးစရိတ်ဥပဒေကြမ်းကိုပြင်းထန်စွာဝေဖန်ခဲ့ရာတချိန်ကအနီးကပ်မဟာမိတ်နှုတ်ကြားရန်စတွေပြန်စတင်လာပွဲရှိပါတယ် အခွန်တွန်းမြင့်ကောက်ခံမှုအပောင်းဝင်အရေးပါတဲ့အချက်လက်တွေထည့်သွင်းထားတဲ့အသုံးစရိတ်ဥပဒေကြမ်းကိုအတည်ပြုဖို့ဒေါ်နယ်ထရန့်ကဖိအားပေးနေပါတယ်။အဲ့ဒီဥပဒေကအမေရိကမှာတန်းနဲ့ချီတဲ့အလုပ်ကိုင်တွေကိုဖျက်ဆီးကတိုင်းပြည်အတွက်မဟာဗျူဟာမြောက်အနေနဲ့ဖြစ်စေမယ်လို့စနေနေ့ကလူမှုကွန်ရက်မှာ Elon Musk ကရေးသားခဲ့ပါတယ်။အသုံးစရိတ်ဥပဒေကြမ်းဟာလုံးဝယူသွတ်ပြီးအဖြတ်သဘောဆန်တယ်လို့သူကဆိုပါတယ်။ Elon Musk ဟာပြီးခဲ့တဲ့နှစ်သမ္မတရွေးကောက်ပွဲနောက်ပိုင်း ဒေါ်နယ်ထရန့်နဲ့အနီးကပ်ဆက်ဆံရေးခိုင်မာအောင်ကြိုးပမ်းခဲ့ပါတယ်။အီလွန်မတ်စ်ဟာမေလနှောင်းပိုင်းထိအထူးအစိုးရဝန်ထမ်းရာထူးနဲ့အစိုးရအုံစည်းဖြတ်တောက်ရေးမှာဒေါ်နယ်ထရန့်အစိုးရရဲ့ကြိုးပမ်းမှုတွေကိုဥဆောင်ခဲ့ပါတယ်။ဗန္ဒာယင်းလုံငွေပြမှုတိတိတသာတိုးမြင့်တဲ့အသုံးစရိတ်ဥပဒေကြမ်းကိုအီလွန်မတ်စ်ကဝေဖန်ပြီးနောက်နှစ်ဦးကြားဆက်ဆံရေးမြန်ဆန်စွာဆိုးဝါးသွားခဲ့ပါတယ်။ ဒေါ်နယ်ထွန့်အကြောင်း post အချို့နဲ့ပတ်သက်လို့လူမှုကွန်ရက်ပေါ်တင်မိတာနောင်နာရတယ်လို့ Elon Musk ကပြောကြားပြီးနောက်၎င်းတို့နှုတ်ကြအပြန်အလှန်တိုက်ခိုက်တာပြီးဆုံးခဲ့ပါတယ်။